အမ်ပရမဆုံးနေတဲ့ဒီ how to download and install ပေါ့နော် alma linux os ကိုပြပေါ်မှာလဲဆိုရင် and vm ပေါ်မှာ install လုပ်မှာပေါ့နော်အမ်ဒီ add ပါလို့အလဲဆိုရင်ပရမဆုံးနေတဲ့ဒီ alma နောက်ဆုံး version လိုအပ်တယ်ပြီးွားဆိုရင်သူ့ရဲ့ drop ပါလို့အလဲဆိုရင် arn64 iso file လိုရပေါ့နော်ဒီ alma linux က ီအများသူ့ရဲ့ iOS iOS ဘိုင်အများရှိရပေါ့နော်အဲ့ဒီမှာဒီအမ် map ပေါ်မှာဆိုရင် MC ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ NC တဲ့မှာ NC မှာတင်လို့ရတဲ့ဒီ AIM architecture အတွက်ပေါ့နော်ဒီ AIM AIM ကို AIM ISO ဘိုင်ကို download လုပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ကြောင့်မို့ဒီ M1 C M1 and 2 and 3 and 4 C တွေမှာဆိုရင်ဘာဘယ်ဘာလို့ပြရမလဲဆိုရင်ဒီ AIM 64 version ကို download လုပ်ပေးရမှာပေါ့နော်ဖန်နေ download လို့ရလဲဆိုရင်ဒီအနေမှာ download လုပ်လို့ရပါတော့။ဒါရီအကုန်လုံးကိုဒီ YouTube ရဲ့ description မှာတင်ပေးထားပါမယ်။အဲဒီဒီကောင်ဒီကောင်ဒီကောင်အကြပါလဲဆိုရင်ဒါအကြကြတော့ဒီခု download ပြောင်းရမယ်ဒီက file အကြပါ file လဲဆိုရင်ဒီခုဒီ file အကြပါလဲဆိုရင် minimum comment line version ဖြစ်တယ်ပေါ့နော်။အဲ none ကဖေးအနာဖေးကိုအသုံးပြုထားရပေါ့နော်။ဘာဖြစ်လို့လဲဆိုရင် comment line join အောင်လို့ဆိုမှ DG run တော့မမထောင်းထားဘူးပေါ့နော်။ Qua GUI နဲ့ပါတောင်းချင်နေဆိုရင်တော့ဒီဒီက version mobile နဲ့တခြား version တွေကိုတထောင်းလို့ရပါပေါ့နော်။အခုကကြာကြာတော့ဒီအဲ comment line version ကိုတုံးချင်တာကြောင့်မလို့အသေးဆုံးဖြစ်တဲ့ minimum comment line version ကိုဟို download လုပ်ပြထားတယ်။သူတို့ဒီမှာဘာကြီး Qua ချလဲဆိုရင်ပေါ့နော်ဒီအဲ nan coffee CM version ပေါ့နော်။ သူကဘာရေကောင်းလာလဲဆိုရင်ဒီအဂျီရန် environment မပါဝင်တာကြောင့်မို့ဒီ system ရိုးဆိုဖြစ်တဲ့ run တို့ CPU တုံးစမှုအလွန်နေမှာ server များအတွက်အထူးတင်လို့ရပေါ့နော်အဲ IoT device တွေလည်းအထူးတင်လို့ရအဂျီရန်ပါကြာကြာကြာတော့ DVD ISO အများပါလေးရှိမှဒီ mouse တွေအဲ desktop interface တွေတို့ဒီအသုံးပြုလို့ရတာပေါ့နော်အကြောင်မို့ GUI လိုအပ်တဲ့သူတွေအတွက်တော့ဒီကောင်ကပုံမှန်တင်လို့ရတယ်အဲခု command line နေကြီးမှာပဲလုံမှာအကြောင်မလို့ဒီခု download လုပ်တာအကြကြာ command line version ကိုပဲ download လုပ်ထားရပေါ့နော်ပြီးသွားဆိုရင်ဒီကောင်ကိုဒီ virtual machine ပေါ်မှာတင်လိုက်မယ်ပေါ့နော် အန်ကွာကုမပရမဆောင်လောရင်ဝင်တာဆိုရင်ဒီလောရင်ဝင်မှုတွေဒီကိုရဲ့ username ကိုဒီမှာရိုက်ထည့်ပေးရမယ်ပေါ့နော်ကိုကိုဆက်လက်လုပ်တော့ပေးခဲ့တဲ့ username ပေါ့နော် password ကလည်းအင်ကပေးခဲ့တဲ့ password ကိုရိုက်ထည့်ပေးရမယ်ပေါ့နော်ဒါဆိုရင် and login ဝင်သွားပြီ အဲဒီကောက်ကိုကွာဒီဒီမှာဆိုရင်များမှာပါတော့ပေါ့နော်များလို့ကျင်နေဆိုရင် control နဲ့ command ကိုတွဲနေပြီပေါ့နော်ဒါဆိုရင်များပေါ်လာပြီပေါ့နော်ဒါဆိုဝက်ရွှေဒီဝက်ရွှေလို့လို့ရသွားပြီ